မြန်မာနိုင်ငံကြီးကိုအရန်လွမ်းချောင်းနဲ့ဆူတောင်းမြစ်တာတွေပို့သားခဲ့တဲ့ဒေဝအဝေးရောက်နေတဲ့သားကြောင်တဲ့အမေရဲ့အိမ်အိုလေးဟာလွမ်းစရာတွေအပြည့်နဲ့ပါပဲအမေချက်ကျွေးတဲ့ဟင်းလျာတစ်ခွက်ဟာမြို့ပြပေါ်ကအသားဟင်းတွေထက်ပိုပြီးစားလို့ကောင်းနေဆိုတော့အဝေးရောက်နေတဲ့သားသမီးတိုင်းခံစားခဲ့ကြပုံပါပါအဲ့လိုအဝေးရောက်သားသမီးတယောက်ကအမေရဲ့အိမ်အိုလေးကိုလွမ်းမိတယ်လို့မျိုးညပိုင်းဖျားရှိခိုးတဲ့အခါတိုင်းအဖေနဲ့အမေကိုကျမ်းမာချမ်းသာစေချောင်ဆူတောင်းမြစ်တာတွေပို့သားပြီးမှအိမ်လေးရှိတဲ့သားသမီးတယောက်လို့မျိုးတစ်ချိန်ကမြန်မာနိုင်ငံအတွက်ကိုစားပြုပြီး လက်ဝဲကျိုးအိုင်းထက်မှာအောင်ဝဲအလီလီစုခိုးပူးတဲ့ဂျေဝါဟာမြန်မာနိုင်ငံကြီးကိုအရန်လွမ်းချောင်းနဲ့စူတောင်းမေတ္တာတွေပို့သသွားခဲ့ပါတယ်မြန်မာနိုင်ငံရဲ့ပွဲတော်တစ်ခုဖြစ်တဲ့တင်းချံပွဲတော်ကြီးမှာဒီဝါဟာမြန်မာနိုင်ငံသားတွေနဲ့အတူတူပွဲတော်ရဲ့ဆင်နေသွားခြင်းနဲ့ဆိုတဲ့အကြောင်းတွေကိုပြောသွားခဲ့ပြီးလက်ရှိဖြစ်ပျက်နေတဲ့ငလင်းဘေးထံအနေနဲ့ပတ်သက်ပြီးလည်းအားလုံးအားတင်းထားကြဖို့အတွက်အားပေးကြပြောကြားသွားခဲ့ပါတယ်။ ဒီဘက်ဟောင်းမြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ပတ်သက်ရင်အမြဲတမ်းတော့ရှေ့ဆုံးကနေရှိနေတဲ့သူတယောက်ဖြစ်ပြီးသူမြန်နိုးနဲ့ရွာနဝေအာကစားနဲ့ပတ်သက်ပြီးစော်ကားမော်ကားပြောလာတဲ့သူမှန်သမျှကိုလည်းရှေ့ကနေမမရဲရဲရက်ပြီးပြန်လည်စိန်ခေါ်ခဲ့တဲ့သူပါမြန်မာနိုင်ငံဟာသူ့ရင်ထဲမှာဆွေးဆွေးမြဲမြဲရှိနေတဲ့နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ထားခဲ့တယ်လို့မြန်မာနိုင်ငံမှာမွေးပြီးမြန်မာနိုင်ငံမှာကြီးပြင်းခဲ့သူတယောက်မဟုတ်ပေမဲ့လည်းမြန်မာအမွေးအသက်ကိုနှိမ့်တဲ့သူလို့လေးစားတန်ဖိုးထားတဲ့သူတယောက်လည်းဖြစ်ပါတယ် မြန်မာကိုကဘာကားသိစေဖို့ကိုလည်းတက်ဆွမ်းသမျှလုံဆောင်နေခဲ့တဲ့ဒေဝဟာအခုဆိုရင်ရိုးရလက်ဝဲကိုကဘာကားသိအောင်တပြေးပြေးချင်းချပြပုံဖော်နေခဲ့တာကိုလည်းမြင်တွေ့နေခဲ့ရပါတယ်။ရိုးရလက်ဝဲရဲ့အဓိကအရာတစ်ခုဖြစ်တဲ့လက်ကမောင်းခက်တဲ့ဟန်ပန်ကိုရောက်နေရနေရာတိုင်းမှာပြသလေးရှိသလိုတခြားသူတွေကိုလည်းသင်ပြလေးရှိတာကိုလည်းမြင်တွေ့ထားခဲ့ရတာပါ။မြန်မာနိုင်ငံဟာရေဘေးအန္တရာယ်တွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းကတည်းကဒေဝဟာ မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုပြစ်ပယ်ထားလိမ့်မရှိသလိုအခုငလင်းဘေးသင့်ပြည်သူတွေအတွက်ကိုလည်းဒေဝဟာတက်ဆွမ်းသမျှကုညီထောက်ပံ့မှုတွေပြုလုပ်ပေးနေကြတာပါသူကိုယ်တိုင်လာရောက်ပြီးမြေပြင်မှာကုညီထောက်ပံ့မှုတွေပြုလုပ်သွားဖို့အထူးပြင်ဆင်ခဲ့သလိုလေရင်လက်မှတ်ဖြတ်ပြီးတဲ့အခါမှာတခြားသောအဆင်မပြေမှုတွေကြောင့်မြန်မာနိုင်ငံကိုပြန်လာမယ့်သူ့ရဲ့ခီးစဉ်ကိုလည်းဖျက်သိမ်းသွားခဲ့ရတာဖြစ်ပါတယ်ဒေဝဟာမြန်မာပြည်သူပြည်သားတွေနဲ့အမြဲတမ်းအတူတူရှိနေပေမဲ့ဖိုက်တာတယောက်ဖြစ်သလိုသူ့အနေနဲ့မြန်မာနိုင်ငံကြီးကိုအရန်သွားနေတယ်ဆိုတဲ့အကြောင်းကိုလည်းပြောကြားသွားခဲ့ပါတယ် ဒီဘက်ကမြန်မာနိုင်ငံကိုချစ်တဲ့အားတင်းထားကြပါမြန်မာနိုင်ငံရဲ့ရွှေရောင်နေရက်တွေကိုပြန်လည်မြင်တွေ့နိုင်ပါစေလို့ဆုတောင်းပါတယ်မြန်မာနိုင်ငံထဲမှာလုံအားပေးကူညီကယ်ဆယ်နေကြတဲ့မြေပြင်အဖွဲ့အစည်းအသီးသီးကိုမျှဝေကူညီပေးနိုင်ပါတယ်အခုလိုကျွန်တော်တို့ကိုယ်စားပြင်ပမှန်သွားရောက်ကူညီပေးတဲ့မြေပြင်အဖွဲ့အစည်းတွေအားလုံးရဲ့စ조사အားထုတ်မှုကိုလည်းဝမ်းသာဂုဏ်ယူမိပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့အတူတူကျွန်တော်ကိုယ်တိုင်လာရောက်ပြီးတကြံပွဲတော်ကိုအတူတူပွေးဖွဲ့ဆင်နွှဲနိုင်ဖို့ဆုတောင်းမိပါတယ်ကျွန်တော်ရင်ခေါင်းအားတွေအားလုံးကိုခင်ဗျားတို့စီပို့ဝေးပြီးပြောချင်တာရှိပါတယ် မြန်မာနိုင်ငံပြည်သူတွေကတရားဥပဒေမဟုတ်ပါဘူးခင်ဗျားတို့ကမေးမထားပါဘူးလစ်လူလည်းမရှိပါဘူးခင်ဗျားတို့ကအရေးကြီးပါတယ်လိုအပ်တဲ့မွေးကြေးတချို့နဲ့အစားအသောက်နဲ့ရေသန်းတို့ကိုတက်နိုင်လောက်ပို့ပေးထားပါတယ်အားလုံးကိုရမ်းချပြီးလွှမ်းနေအရင်လိုမြန်မာနိုင်ငံတော်ကြီးရှင်အောင်လွှမ်းနေအနေနဲ့တည်ပြန်လည်ရောက်လာပါမယ်ဆိုပြီးသူရဲ့လူမှုကွန်ရက်ဆာမျက်နှာထက်မှာဒေဝကရေးသားသွားခဲ့ပါတယ်ဒီဘက်ကမြန်မာပြည်သူတွေနဲ့တသားနဲ့အတူရှိနေပေးသလိုရွေးရလဲဝင်ကြီးအကောင်နဲ့ပတ်သက်လာရင်လည်းအမြဲတမ်းလိုရှိနေပေးတဲ့သူဟာပြည်ထောင်စုကပွဲပြက်သွားခဲ့တဲ့တန်းစင်ရဲ့ပွဲစင်နဲ့ပတ်သက်ပြီးလည်းစေမကောင်းဖြစ်မိတဲ့အကြောင်းကိုဒီဘက်ကခုလိုရေးသားသွားခဲ့ပါရင် Time Fighter Person Combine နဲ့ညီလေးတန်းစင်တို့ရဲ့ Evela Session နေ့ပွဲစဉ် One Friday Fight One on Five ပါပွဲပြသွားတဲ့အတွက်အဆင်မကောင်းဖြစ်မိပါတယ်။ညီလေးတန်းစင်ကမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလျင်လောက်ကမှုဖြစ်ပြီးတဲ့နောက် ထရိနီတချို့ကိုမလဲချင်းမဲ့ကုညီရေးလုပ်ငန်းတွေမှာပါဝင်ကူညီခဲ့ပါတယ်အဲ့ဒါကသူရဲ့လေးချင်းရင်းနဲ့ကိုလေးချင်းဝဲချင်းမှုကိုထိခိုက်စေခဲ့တယ်ထင်ပါတယ်အမေအယုံဆေးဆေးချက်အစမပြေလို့ပွဲပြဲ့တယ်လို့လည်းကြားမိပါတယ်ဒုက္ခရောက်သူတွေကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ညီလေးမင်းကစေကောင်းစင်တာရှိတဲ့လူငယ်တယောက်ပါနောက်ပွဲတွေမှာမင်းကူညီလုံခဲ့ရင်လည်းငါတို့အားလုံးကူညီပေးသွားမှာဆိုပြီးအားပေးစကားပြောကြားသွားခဲ့တာဖြစ်ပါတယ် ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုလေးမှာလည်း MMA Fighter များရဲ့အာကစားနဲ့ပတ်သက်တဲ့လက်ဝဲသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဒါရောက်ကြည့်ရှုကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page ကိုလည်း like and follow မနစ်ရသေးဘူးဆိုရင်နှိပ်သွားပေးကြဖို့တောင်းဆိုပါရစေခင်ဗျအဆုံးနေကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျ